အားလုံးပဲမင်္ဂလာပါဗျာ။ဖိုကော်လီနိပညာနေပြန်လဲကြိုးစားပါရယ်ဗျာ။ဒီနေ့မှတော့ Facebook group ထောင်နေမြောက်ပေးမှာဖြစ်ပါတယ်။ Facebook group ထောင်နေရ private လည်းရှိတယ် public လည်းရှိတယ်ပေါ့နော်။အဲတော့ public ကတော့အားလုံးသိတဲ့အတိုင်းပဲဘယ်သူတင်တင်တင်လို့ရတယ် private မှာကျွန်တော်တို့ public group မှာလူတွေများလားများလားလို့ရှိရင်ကျွန်တော်တို့တွေကြော်ညာအလေးကောင်းတယ်ပေါ့နော်။ Okay ဒါဆိုလို့ရှိရင်ကျွန်တော်ဒီနေ့မှတော့ဒီ private group ထောင်နေမြောက်ပေးမှာဖြစ်ပါတယ်။အတူတူပါပဲပေါ့နော်။ Okay အဲဆိုရင်ကျွန်တော်တို့ group ထောင်ဖို့အတွက်ကိုယ့်ရဲ့ Facebook account လေးဝင်လဲပါမယ်။ โอเคကိုရဲ့ Facebook account ထဲရောက်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီညမှာရှိတဲ့ profile လေးကိုတစ်ချက်လောက်နှိပ်လိုက်ပါဗျ။โอเคဒါဆိုရင် profile လေးကိုရောက်လာပြီ။ profile လေးကိုရောက်လိုက်ပြီဆိုရှင်တော့ဒီမှာ group ဆိုတာပါပါရနော်။အဲဒီမှာ group ဆိုတာလေးရှိပါတယ်။အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်ပါဗျ။โอเคဒါဆိုဒီညရောက်လို့ပြီဆိုလို့ရှိရင်ကျွန်တော်တို့တွေဒီမှာ group ဆိုပြီးအပေါင်းလေးရှိပါတယ်အဲ့ဒါလေးကိုအဲ့အပေါင်းလေးကိုနေလိုက်ပါဗျโอเคဒါဆိုရင်ကျွန်တော်တို့တွေ create group ဆိုတာလေးကို select နေလိုက်မယ်เนาะဒီမှာ ခရိတ်ဂရုစီပါတယ်ခရိတ်ဂရုစီကိုနည်းလိုက်ပါဗျ Okay ဒါဆိုရင်ဒီညလေးမှာကိုဂရုရဲ့နာမည်ကိုပေးရမှာဖြစ်ပါတယ်ဒီညလေးမှာပေးလိုက်ပါ Okay ကျွန်တော်ကတော့ဥပမာအနေနဲ့ BKN Okay ကျွန်တော်ကဥပမာအနေနဲ့ဒါပေးလိုက်ပါမယ် Okay B ဆိုလို့ရှိရင်တော့ဒီညလေးကအရေးကြီးပါတယ် နံဒီကိုချက်နေလေပါအဲ့တော့ကျွန်တော်ကျွန်တော်မိတ်ဆွေများကတော့ public group group ထောင်မှာဆိုလို့ရှိရင်တော့အခုဒီတိုင်းထားလို့ရပါပြီအဲ့တော့ကျွန်တော်တို့ private group ထောင်မှာဆိုတော့ private private group ကိုချက်လောက်ပြောင်းလိုက်မယ်နော် okay ဒါဆိုရင် private ဆိုတော့ကျွန်တော် group ကအားလုံးမမြင်ရတော့ဘူးနော်ကျွန်တော်ထည့်ပေးခြင်းတဲ့လူပဲမြင်ရတော့မှာဖြစ်ပါတယ် okay ဒါဆိုရင်ဒီရလေးကိုပို့လို့ကျွန်တော်တို့တွေအဲပို့လို့ဘာဖြစ်တော့ဒီညာလေးကိုချက်လောက်အနေနဲ့လေပါ နောက်နေ့နေမယ်ဆိုရှင်ဒီရက်မကြီးပါ visible ကိုနေလာလို့ရှင် အောက်ခါလေးကိုနေမယ်ဆိုလို့ရှင်ကျွန်တော်တို့အဲကျွန်တော်ပေးကျွန်တော် group တွေကိုအဲသူများရှာလို့မတွေ့ဘူးဘောတော့ကိုမမကိုမမလူတွေရှာမှပဲတွေ့မှာပေါ့နော် Okay ကျွန်တော် message မှာက public group ထောက်မယ်ဆိုရှင်တော့အပေါ်ဟာယူပြမှာဖြစ်ပါတယ်ကျွန်တော်တို့အောက်ကရွှေ့လိုက်မယ်နော်ကျွန်တော်တို့ဒါ private group ဥပမာနေထောက်ပြရဆိုတော့လေအားလုံးပြီးပြီဆိုတော့ create group လေးကိုနေလိုက်ရုံပါပဲ အဲဂရုခဏတော့အရန်လွယ်တယ်ဗျာနော်အရန်လွယ်တယ်ဒီနားလေးကိုနည်းလိုက်ရမှာပဲโอเคဒါဆိုရင်ဒီနေရာကိုရောက်လာပါပြီโอเคအဲဆိုလို့ရှိရင်ပြီးတော့ပါပြီโอเคပြီးတော့ဆိုလို့ရှိရင်တော့ဒီကျွန်တော်တို့နေဆက်တော့လိုက်မယ်เนาะကျွန်တော်တို့ကျွန်တော် mission map ကတကယ်လို့ကိုက public group တွေပါထောင်နေဆိုလို့ရှိရင်เนาะဒီကကျွန်တော်တို့အထက်မှာရှိတဲ့ friend တွေအားလုံး invite အင်မိုက်လေးပို့ပေးမှဖြစ်ပါတယ်ဒါဆိုကျွန်တော် group ကခဏလေးလူအများကြီးဖြစ်လာမှဖြစ်ပါတယ်အဲ့တော့ဒီတကယ်လို့ပေါ့နော် public group ဆိုရင်ဒီဟာလေးကိုဖွင့်ပေးလိုက်လို့ရပါတယ် auto invite follower ဆိုပြီးရင်ဒါဆို auto invite ဒီပေါ့နော် follower တွေကို auto invite ပို့ပေးပါတယ်ဒါကျွန်တော်တို့ကျွန်တော်တို့ public group ဆိုတော့ကျွန်တော်ဒီဟာလေးကိုမဖွင့်တော့ပါဘူး next ကိုပဲဆက်သွားလိုက်မယ်နော် okay အဲဒီနေရာမှာလဲကျွန်တော် next ကိုပဲဆက်သွားလိုက်မယ် โอเคဒီကတော့ဒီဒီ group ရဲ့ description ပေါ့เนาะ group ရဲ့အကြောင်းအရာလေးပေါ့အဲအကြောင်းအရာလေးကတော့ကျွန်တော်ကတော့ဒီအာကျွန်တော်ကတော့ဒီ video lesson သင်ခန်းစာတွေသင်ပေးမှာဆိုတော့โอเคဒါတော့ကျွန်တော်ရဲ့ကျွန်တော်ရဲ့ဒီပေါ့เนาะ public ဒီ group မဟုတ်ပဲねကျွန်တော်ရဲ့ private group ဖြစ်လို့ကျွန်တော်ဒီအရာလေးတွေသင်ပေးမှာဖြစ်ပါတယ်ပြီးတော့ next ဆက်သွားလိုက်မယ်เนาะโอเคအားလုံးပြီးဆိုလို့ရှိရင်တော့ကျွန်တော်တွေဒီမှာတစ်ခုရည်ပြီးတော့အဲကျွန်တော်တွေ ဒါဆိုရင်တစ်ခုရေးလိုက်လို့ရှိရင်တော့ပြီးတော့ပါပြီ Okay ကျွန်တော်ဒီမှာပို့ပို့လေးတစ်ခုတင်လိုက်မယ်เนาะ Okay ပြီးတော့ကျွန်တော်လေးဒန်းလေးနှိပ်လိုက်မယ် Okay ဒါဆိုရင်ပြီးတော့ပါပြီဗျ Okay ဒါဆိုရင်ကျွန်တော်တို့ group ထောင်တာလည်းရမ်းမြန်နေပြီးတော့ပါပြီဟွန်းကျွန်တော်တို့ဒီမှာဒီမှာရှိတဲ့ဟာလေးရတော့ကောက်ကူပေါ့เนาะအင်းဒီမှာ invite တို့ cover photo တို့ description တို့ပို့တို့ဒါလေးရတော့ကောက်ကူ ဖြည့်ဖြည့်ချင်းတင်ပြီးပြန်ချင်းလို့ရပါတယ်။ကဲဒါဆိုလို့ရှိရင်တော့ကျွန်တော် group ထောင်နေရပြီးတော့ပါပြီ။အရင်မြင်ရင်တော့ public group ထောင်တောင်း private group ထောင်တောင်းဒီနည်းလေးကိုထောင်လို့ဒီတိုင်းထောင်လို့ရပါတယ်ဗျ။အားလုံးကျေးဇူးတင်ပါတယ်။ကဲမေးစလုံးလည်း Facebook group ထောင်တက်ပြီးထင်ပါတယ်ဗျ။အစီအမပြန်များကိုလည်းမေးကြလို့ရပါတယ်ဗျ။ Lion Square နေပြီးအားပေးကြပါအောင်တောင်းဆိုချင်ပါတယ်။ကောင်းဆုံးနေ့လေးပတ်စံကြပါတယ်ဗျ။အားလုံးပဲအနေကင်းကြပါတယ်ဗျ။